ျွန်ုပ်တို့ဤတရားတမန်များ2025ခုနှစ်စက်တင်ဘာလ29ရက်တရားမင်းကြီးမီကာအဲတရားမင်းကြီးရာဖာအဲတရားမင်းကြီးကာရီအဲတို့ရဲ့ပွဲတော်ကိုသင်တော်အနေနဲ့ကျင်းပနေပါတယ်။ဒီနေ့မှာကောင်းကင်တမန်တော်များရဲ့သဘောတဘာဝနဲ့ယုံကြည်သူတို့ရဲ့ဘဝမှာကောင်းကင်တမန်တော်တို့ရဲ့အခန့်ကဏ္ဍကိုစင်ချင်းသုံးသက်ထောက်ရှုနိုင်ပါတယ်။ပထမအကျမ်းစာမှာ ကောင်းငင်ဘုံတရားခုံယုံနဲ့ငကားနဲ့ဆန့်ကျင်တဲ့ကြားတမန်တော်များရဲ့တိုက်ပွဲကိုကြားရမှာဖြစ်ပါတယ်။ဆာလံကျမ်းမာတော့ဘုရားသခင်မြတ်တာနဲ့သစ္စာတရားအတွက်ကောင်းငင်တမန်တော်များရှိမှာချီးမွမ်းခြင်းနဲ့ယေရှုတော်ချီးမွမ်းခြင်းကိုဖော်ပြပါတယ်။အင်မင်ဂလိကျမ်းစာမှာကတော့နာသာနာအေအာ ကောင်းငင်ဖွင့်နေပြီဘုရားသခင်ဤကောင်းငင်တမန်တော်များသည်လူသား၏ သားတော်ဘုသူတချင်းဆင်ခြင်းကိုသင်မြင်ရလိမ့်မည်ဟုထပ်ကြရမယ့်ကျမ်းစာတွေဖြစ်ပါတယ်ပထမအချက်အနေနဲ့ဒီနေ့ဘွယ်ဟာကောင်းကင်တမန်တော်များဟာဘုရားခင်ကိုအစေခံပြီးကျွန်တို့ရဲ့ဘဝမှာတကြွစွာအခန်းကဏ္ဍတွေမှာပါဝင်နေတယ်အမှန်တကယ်ရှိတဲ့တတဝါတွေဖြစ်တယ်သူတို့ဟာကောင်းကင်ဘုံနဲ့ဘုရားခင်ရဲ့မျက်နာတော်ကိုအစဉ်ဖူးမြော်နေတဲ့သူတွေဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ထောက်ရှုနိုင်ပါတယ် ိမ်ပိုင်ခဲသူမဟုတ်တခြားမင်းမိဂါရဲ့အနေတစ်ပေကတော့ဘုရားသခင်နဲ့တူတော်သူကညီသူနီးလို့အတိတ်ပဲရပါတယ်ချားမင်းမိဂါဟာဘုရားသခင်ရဲ့အုတ်ချုပ်ရေအာနာကိုအတီးပြုဖို့မကောင်းဆိုးရတဲ့စာရန်တို့ကို တိုက်ထုတ်တဲ့ကောင်းငယ်တမန်တော်ဖြစ်ပါတယ်သူဖြင့်ဝိညာဉ်ရေးရာတိုက်ပွဲတွေမှာကောက်ွယ်ရန်ကျွန်တော်တို့တွေတောင်းလျှောက်လို့ရပါတယ် ဂျန်မန်နောဂါဗရီအဲကတော့ဘုရားသခင်သည်ငါ၏ခွန်အားဖြစ်သည်လို့အတိတ်ပြန်ရပါတယ်။သူဟာသခင်ခရစ်တော်လူစားတိခံယူခြင်းကိုယုံစင်မာရိယာအားကျင်ညာခဲ့ပြီးဇာခရီအားရှင်ယောဟန်ဘပ္တိစံဆရာဖွားမြင်ခြင်းကိုကျင်ညာခဲ့တဲ့ဘုရားသခင်၏မြင့်မြတ်သောတမန်တော်ဖြစ်ပါတယ်။ဘုရားသခင်၏အလိုတော်ကိုပုံမရှင်းလင်းစွာကြားနာနိုင်ရန်လမ်းညွှန်မှုအတွက်သူကိုတောင်းလျှောက်နိုင်ပါတယ်။ ဂျာမန်ကာဘရီအဲပြီးရင်နောက်မှာဂျာမန်ရာဖာအဲဒီဘေကတော့ဘုရားသခင်ဒီကုသခြင်းပီတီလို့အထိပ္ပာယ်ရပါတယ်လူ့ဘီကျမ်းမှသိရတဲ့အတိုင်းရာဖာအဲဟာကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာနဲ့ဝိညာဉ်ရေးရာကုသခြင်းဖြစ်ဆွေးနေမှာကျွန်တော်တို့ရဲ့အတူပါလာတဲ့ကောင်းကင်ဂျာမန်ဖြစ်ပါတယ်ဘုရားသခင်ဟာသူ့ရဲ့ကုသခြင်းကျေးဇူးကိုပေးဆွမ်းရန်အစဉ်မြဲရှိနေကြောင်းသူကကျွန်တော်တို့ကိုတရားစေပါတယ် ကောင်းကင်တရားတမန်တော်ချင်းများသည့်ဘုရားသခင်၏ကယ်တင်ခြင်းစီမံကိန်းမှာပူပေါင်းဆောင်ရွက်သူများဖြစ်ပါれ။သူတို့ရဲ့ပုံသက်တွေကမကောင်းဆူအရကိုအစဉ်တိုက်ခိုက်ရန်ဘုရားသခင်၏ဆက်သွယ်ပြောဆိုမှုကိုလက်ခံရန်နဲ့ကိုယ်တော်၏ကုသခြင်းကိုနှိမ့်ချစွာခံယူရန်ကျွန်တော်ကိုတိုက်တွန်းထားပါれ။အောင်ရတမန်တော်တို့ဟာဘုရားခင်ရည်ရချက်ကိုအစီခံတဲ့ကဲ့သို့ကျွန်တော်တို့ကိုလည်းဒီလောကတွင်ကိုရောဤမေတ္တာနဲ့ကရုဏာတော်ရဲ့အမှတ်လက္ခဏာတွေဖြစ် ပေးထားတဲ့အရာတွေဖြစ်ပါတယ်။ဒီဝင်ကလေးကျမ်းစာမှာကျွန်တော်တို့ကြားခဲ့ရတဲ့လိုမျိုးသခင်ယေရှုကိုကောင်းကင်ရဲ့မြေကြီးတို့ရဲ့အဆုံးစွန်သောဆုံးမအဖြစ်အလေးပေးဖော်ပြထားတာကိုတွေ့ရပါတယ်။ဤပုံရိပ်ကတော့ကောင်းကင်တမန်တော်များရဲ့အလုအကျွေးပြုခြင်းအလုံးဟာလူစားတိခံယူတဲ့နှုတ်ကပတ်တော်ဖြစ်တဲ့သခင်ခရစ်တော်ကိုသာညွှန်ပြပြီးအစီအကံကြောင်းကျွန်တော်တို့ကိုသတိရစေပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ထောက်ရှိရမယ့်မိကုံတွေကတော့ ကျွန်တော်ရဲ့နေ့စဉ်ဘဝမှာဘုရားသခင်ရဲ့တရှိခြင်းနဲ့ကိုရောရဲ့ကောင်းကင်တမန်များရဲ့လှုပ်ဆောင်ချက်ကိုပုံမူသိရှိလာအောင်မိခဲ့တို့လှုပ်ဆောင်ကြမြင်လေကျွန်တော်တို့ရဲ့ကိုယ်စီဝိညာဉ်ရေးတိုက်ပွဲတွေမှာရှင်မီကာအဲ့ရဲ့ကောက်ကွယ်မှုကိုမိခဲ့တို့ကျွန်တော်တို့တောင်းလျှောက်ကြမြင်လေရှင်ကာရီအဲကသင်အားမြည်သည့်ကောင်းသောတည်င်းကိုဆက်သွယ်ပြောဆိုရန်ကြိုးစားတယ်လေသင်ရဲ့ဘဝရဲ့မြည်သည့်နယ်ပယ်တွေမှာဥဒ္ဒချင်းလိုအပ်နေပြီး စင်ရာဖာအဲရဲ့ဂျောင်းဝင်တောင်းပန်မှုကိုမိကဲ့သို့တောင်းခံကြမလဲ။သင်၏စကားနှင့်လောက်ရများဖြင့်အခြားသူများအတွက်ကောင်းကင်တမန်တစ်ပါးဖြစ်ခြင်းဖြင့်ကောင်းသောဘာသာတရားကိုင်းဆိုင်သောခရိယန်တို့အဖြစ်ဤသို့ပုံမူတည်စာရှိစွာ နေထိုင်ကြမလဲဆိုတဲ့မိဘုံလေးနဲ့ကျွန်တော်တို့ဒီနေ့စင်မိုကာအဲရှင်ရာဖာအဲရှင်ဂါရီအဲတို့ရဲ့ပွဲနေ့မှာစင်စာစင်ရင်တုံးတဲ့ကြပါစို့